traffic တကူကပွဲတော်ပွဲမှာဘယ်လောက်ထိအရေးပါလဲဆိုတာသိချင်ဒီပတဲကိုကြည့်ရင်သိနိုင်တယ်ဒီပတဲမှာဆိုလို့ရှိရင် Aurora နဲ့ Tin Liquid Philippines ပေါ့အခုဒီပတဲမှာဆိုလို့ရှိရင် Fireman Lobet ရဲ့ setup ကို Tin Liquid Philippines ရော Aurora ရောမြဲမြဲဆန်းဆန်းကြီးကိုစိုင်းခဲ့ကြပါမယ် face to face စိုင်းတဲ့နေရာမှာ WiV နဲ့ Asia ရဲ့ Ultimate Bonus Strategy ကအရင်ကအလုပ်ဖြစ်ပြီးရော Tin Liquid Philippines ကခွေးပြေးဝက်ပြေးကိုပြေးခဲ့ရတာ ဲ့ဒီပွဲမှာ Aurora နီးပြာနောက်ဆုံး drop pick ကို Isha ထုတ်ပြီးတော့တကွက်ပြသွားတာလုံးဝကျစ်စင်အဲ့လိုမျိုးတကွက်ပြသွားလို့လည်း Aurora PH က Azerbaijan ဝင်ရောက်ရှင်ပြိုင်ခွင့်ကိုလည်းတိုက်ရိုက်ရသွားတဲ့ MPH ကပထမဆုံးအသင်းတစ်သင်းဖြစ်သွားခဲ့တယ်။ အဲ့တော့ drapping အကြောင်းပြောလိုက်အောင် drapping မှာဆိုလို့ရှိရင်တကယ်အရေးကြီးတဲ့ပွဲတွေမှာပုံမှန် object ဂျန်ဂလာတွေကိုပဲ race အရန်နေတဲ့အတွက်ကြောင့် TFPH ကထုတ်ပြီးဆော့တဲ့အပေါ်မှာ bhasha ဂျန်ဂလာနဲ့ကိုကျွန်တော်တို့ utility ပုံစံမျိုးကိုထွက်လာတာ media နဲ့အဓိကကလည်း media ထုတ်ခြင်းအားဖြင့်ကျွန်တော်တို့ yield ကဲ animate တွေပါတွေက target ပတ်တယ်မှာ set လက်တစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်ချက်ချင်းပြန်ပြီးတော့ရုံးထွက်လို့ရတယ်ဗောနော်အဲ့ဒီအတွက်ကြောင့် yield ထွက်လာပြီဆိုလို့ရှိရင် media ကိုပစ်ကြတာများတယ်ဒါကြောင့်လဲဆိုတော့ media ရဲ့ခိုင်းနှင်းဝင်းနဲ့ပြန်ပြန်ခေါ်တဲ့အခွက်တွေဒါပေမဲ့ဒီပွဲမှာတကယ်ကို next level ရောက်သွားတာ oral drop ပဲဗျတွေးကြည့်ုံနဲ့လုံးဝကြက် တင်းဖြင်းဖြင်းထလာတယ်။ဘာကြောင့်လဲဆိုတော့ဒီကောင်လေးရဲ့ဂုံမိုဘာကြောင့်လဲဆိုတော့ဒီကောင်လေးဝိုးဂုံမိုကြီးကအလန်အရှာရဲ့ရစ်ကဲကတော့ကကရဲ့ပေါင်းလိုက်ပြီဆိုလို့ရှိရင်ဒီကောင်လေးရဲ့အက်ဒီမိတ်ဘွန်းနစ်စတရက်ဂျီကနေမက်တီရာရဲ့ခိုင်းနေဝဲကဘလုံးမဆွဲခေါ်တော့ဘူးကဖြစ်နိုင်ဘူး။အဲ့ဒီအတွက်ကြောင့်တာတဘက်တယ်ရီဆိုလို့ရှိရင်မကြည့်လိုက်အဓိကအဖြစ်ခါတီစီအနေနဲ့အဆစ်စင်ဂျန်ကလာမဟုတ်တဲ့အတွက်ကြောင့် Yves Now ကပ်ဖို့ကတော်တော်ကြီးကိုခဲရင်တယ်။အဓိကလည်းခါတီစီတို့ကအဲ့ဒီ Yves ကအက်ဒီခင်းလာရင်တော့မက်တီရာရဲ့ခိုင်းနေဝဲနဲ့ပြန်ထွက်မယ်ဆိုပြီးလှုပ်ထားတဲ့ကွ။ဒါပေမဲ့တခုရှိတာက enemy ဘက်က ပြန်ပြီးသုံးထားတဲ့ strategy က line နဲ့ phobia တော်တော်မျိုးတောက်လျှောက်အက်ဒီမိတ်နဲ့ line IP span လို့ရတဲ့ hero တွေဖြစ်နေလို့ပဲ phobia ကဒိုမီနိတ် force တွေကရော့ကကရဲ့ about the guardian အနေနဲ့ live ပြီးတော့တိုးဆိုင်နေတာကြီးဟာ metida ရဲ့ gaining win တစ်ခုရဲ့နဲ့ဖြည့်ရှင်းလို့ရတဲ့ပြဿနာမဟုတ်တော့ပြောမယ်ဆိုလို့ရှင် metida ရဲ့ gaining win ဟာ isha ရဲ့ ultimate တွေရော if က ultimate တွေကြားထဲရောထွက်ဖို့တုံးတာဒါပေမဲ့နောက်ထပ်ထက်လာတဲ့ phobia က dominant force တွေ about the guardian နေကြတော့ဘလို့မှအဆင်မပြေတော့ဘူးဒါကြီးက aura ph အနေနဲ့ ultimate တွေကိုဘုန်းလုပ်ပြီးတော့ဆော့ရတဲ့ strategy ကိုအရန်ပိုင်နိုင်လုံးနေဆိုတော့ပျက်တာနေရပဲဗျဒီနောက်ဆုံးလောက်ပဲမှာဆိုလို့ရှင်လဲ objective jungle အချင်းတူတူ face to face ရှင် ိုက်ကြတဲ့အပေါ်မှာ if ကအက်ဒီမိတ်နဲ့ HIA အက်ဒီမိတ်ပေါ်လာပြီဆိုကြတဲ့ဟာမက်ဒီရိုင်းဂိုင်းနီဝင်းနဲ့ဗဒယ်လေးရဲ့ကာတီးစီကိုတွားပြီးတော့ကယ်လိုက်ရတာတွေ့မလားအဲ့တော့မက်ဒီရိုင်းဂိုင်းနီဝင်းတကူကတယောက်ကိုပဲကယ်လို့ရမှာဗျာနောက်ကလိုက်လာတဲ့အက်ဒီမိတ်တွေတောက်လျှောက်တောက်လျှောက်ပါလာတဲ့ဟာတွေအကုန်လုံးကိုကယ်လို့မရဘူးအဲ့ဒီအတွက်ကြောင့်တကယ်တကယ်ဗဒယ်ဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီအက်ဒီမိတ်တွေကြားထဲကနေလွတ်လန်းရှာဖို့ဆိုတာမက်ဒီရိုင်းဂိုင်းနီဝင်းတကူနဲ့လည်းမဖြစ်နိုင်ဘူးပြီးတော့ဆန်ဖူရဲ့အားလော်ရီကလည်းဝင်ပြီးတော့ finance လက်နဲ့ဟွန်ယန်ဒီယန်လုံနေပြီမဲ့လို့တကယ်တကယ်အက်ဒီမိတ်ဆက်လက်ကြီးအထိုင်ချထားတဲ့ကောင်တွေပေါ်မှာဘလုံးမဝင်ပြီး hero လို့လို့မရဘူးအဲ့ဒီမှာ ါဆိုလို့ရှိရင် serve ရဲ့အားလုံး movement ကိုတင်ရှားကြည့်သူဝင်ပြီးရိုက်ကြည့်တယ်အစင်မပြေတော့သူဘေးကိုရှောင်ထွက်တယ်ဟိုဘက်ကပေးနေတဲ့ aggressive damage တွေ slow တွေ stand နေရအရမ်းများတယ်သူဝင်ပြီး hero လုံးမယ်ဆိုလို့ရှိရင်လည်း၅ယောက်ကြားထဲမှာအခုလိုမျိုးတေးတာပဲအဖက်တင်မယ်တွေ့လား serve အဲ့ဘက်ထဲမှာဆိုလို့ရှိရင်ဘာမှမရရပဲနဲ့ပြင်းလွိုင်းနေကို slow တွေ stand နေမိပြီးတေးသွားတာရိုက်မယ်ဆိုလို့ရှိရင်လည်းဒီ ultimate အတိုင်းကြားထားတဲ့ကောင်ကြီးကိုဘာမှ impact ရှိမှာမဟုတ်ဘူးအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တိတိကြီးနဲ့ခံနေရတဲ့အကွက်ကြီးလိုဖြစ်နေတာ drop မှာကလေးရုံးမိဆိုတော့ကြိုးပြီးတော့နမိတ်ဖတ်ထားတယ်လို့မျိုးနှစ်ဖူးစာရေးထားတဲ့ပုံစံမျိုးကိုဖြစ်နေတာဗျဒီဘက်ထဲမှာဆိုလို့ရှိရင်ပဲကြည့်အဲ့ဒီ ultimate နှစ်ကွက်ကို ကြောပြီးဘလို့မှမနိုင်နိုင်ဘူးဆိုတာတက်တည်ပြသွားတာဒီမှာဆိုလို့ရှိရင်အောက်ဝက်နဲ့လိုက်က600နဲ့တိုးပြီးတော့ဘာညာလုံနေတယ်ဗျပြောမယ်ဆိုလို့ရှိရင်2ရောင်း5ရောင်းဆန်ရတဲ့ဗတန်မျိုးကြီးလိုဖြစ်နေကြမ်းတဲ့ကောင်တွေကလော့ဘဲ easy focus နေတာပေါ့အဲ့လိုမျိုးအောက်ဝက်နဲ့လိုက်ကိုတော့မှ enemy ဘက်ကမနေလိုက်တဲ့နေရာတော့သူတို့ဗတန်အလဲကိုယောက်သွားရောထုံးစံအတိုင်းပဲအောက်ဝက်နဲ့လိုက်ကိုငစားချပြီးတော့တကယ်တကယ် TPH ကဗတန်အလဲကိုယောက်လာပြီဆိုမှ if က AD နဲ့ HR AD ပေါင်းပြီးတော့တီးလိုက်တာနှစ်ကောင်နဲ့ပဲတီးလိုက်တာဝိုက်ရောက်သွားတယ် တော့မယ်ဆိုလို့ရှင်တော့ငစာချလိုက်တဲ့ပုံစံမျိုးပဲနှစ်ယောက်ပဲကြွေးပြီးတော့ငါးယောက်စားတဲ့ပုံစံမျိုးအဲ့ဒီပုံစံမျိုးတွေကိုလည်းကျွန်တော် share ပေးကြည့်ရမှာအများနဲ့ပြောခဲ့ပြီးသွားပြီအဲ့တော့ဗတဲ့အကြောင်းတွေကိုလည်းတတိချာချာသိသွားပြီဆိုတော့ကျွန်တော် challenge တစ်ခုခေါ်မယ်အဲ့ဒီ challenge ကဘာလဲဆိုတော့ start တရာအထက်ရှိတဲ့ account squad နှစ်ခုပေါ့နော် squad နှစ်ခုကိုကျွန်တော် invite လုပ်ပြီးတော့ဒီ drop bit တပုံစံထဲဟိုမှာကျွန်တော်အလဲအလဲဆော့ခိုင်းမှာပဲဖြစ်ပါတယ်နိုင်တဲ့သူကအစူကြီးကို2000ရမှာဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှင်တော့ invitation ပုံစံမျိုးပေါ့နော်လောက ဝင်ကြီး free ပေါ့နော်အာကျွန်တော်ကဘာလို့ဖြစ်ရှင်လာလဲဆိုတော့ content တော့လုပ်ရှင်လာဗျလုပ်ရှင်တာဒီရဲ့ drop pick ကဘယ်လောက်ထိ strong လဲဆိုတော့ကျွန်တော်ကြည့်ရှင်တာမြန်မာ player တွေ short မယ်ဆိုလို့ရှိရင်ဒီ drop pick ကဘယ်လောက်ထိအဝင်ဝင်ရဖြစ်မလဲတသိန်းနဲ့တသိန်းဘယ်လောက်ထိဖြန့်မှုမှုရှိမလဲဆိုတော့ကျွန်တော်ကြည့်ရှင်တာအဲ့ဒီအတွက်ကြောင့်လက်ရည်တူရဲ့ start တရာကျော်အတင်းနဲ့ဖြစ်ရပါမယ်အဲ့ဒီနှစ်တင်းဝင်ရောက်ရှင်ပြန်စောကစားဝင်ရပါမယ်အဲ့ဒီနှစ်တင်းထဲမှာနိုင်တဲ့အတင်းဟာစုကြည့်ဝင်2000ရပါမယ်ဖြစ်ပါတယ် rules တွေကတော့ကျွန်တော်တို့ပထမတစ်ပွဲကို Aurora pH drop bit ပထမတစ်သိန်းကကန်ရမယ်ဒုတိယတစ်ပွဲမှာဒုတိယအသင်းက Aurora pH က drop bit ကိုကန်ရမယ်ကျန်တဲ့ drop bit ကိုတော့ TA pH ပြောမယ်ဆိုလို့ကျွန်တော် drop ချိန်ပြီးဆော့မှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဦးစားပေးပြီးနိုင်တဲ့အသင်းကိုဘယ်လိုသတ်မှတ်မှာလဲဆိုလို့ရှိရင် objective ရတဲ့ objective အရာဆုံးအသင်းဟာနိုင်တာဖြစ်ပါတယ်ဥမာ log တွေ target တွေ log 3ချိန်ဆိုလို့ရှိရင် log 3ချိန်ဆိုလို့ရနိုင်တဲ့လူ target 3ချိန်ဆိုလို့ရတဲ့လူကအနိုင်ပဲဖြစ်ပါတယ်အဲ့ဒီမှာတရေတရေကြနိုင်မှာဆိုလို့ရှိရင်နောက်ထပ် တတိယမြောက်ဂိမ်းမှာဘယ်လိုလုပ်ပေးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ Aura pH drop bit တခုရယ် Aura pH ကိုရှင်ပြိုင်နိုင်မဲ့ counter drop bit တခုဖြစ်တဲ့ assistant drop bit တခုရယ်အဲ့နှစ်ခုကိုမဲလိုက်ပြီးတော့ရှင်ပြိုင်မှာဖြစ်ပါတယ်အဲ့တော့နိုင်တဲ့သူကတော့ဈေးငွေ2000ရရှိမှာပဲဖြစ်ပါတယ်အဲ့တော့အမြန်ဆုံးကျွန်တော်ချိန်မှာ start 100အထက် squat တွေအပြင်းပြေလဲဆော့ကျင်တယ်၃ဘွဲလေးဆော့ပြီးတော့ပတ်စံ2000လဲယူကျင်တယ်ဆိုလို့ရှိရင်တော့ ျွန်တော်ရဲ့ channel ဒီကြီးက Telegram link ဖြစ်တဲ့ Yarowi account လာပြီးတော့ရှင်းပြထွင်နိုင်ပါတယ်